မင်္ဂလာနံနက်ခင်းမှာမနက်စာစနေကြပြီလားရှင်။ဒါမှမဟုတ်မနက်စာစားဖို့စဉ်းစားနေလား၊ပြင်ဆင်နေလား။စားရောစားပြီးပြီလား။အစားစားရင်တတိနဲ့စားတဲ့အကြောင်းလေးအခု၄မိနစ်အစီအစဉ်မှာပြောပြပေးခြင်းလို့ပါ။ဒါကို mindful eating ဆိုပြီးပြောကြပါရစေ။တတိလေးကပ်ပြီးစားတော့တဲ့နည်းလမ်းမှာအစားစားတဲ့အခါကိုစားတဲ့အရာမှာပဲအာရုံစိုက်ဖို့လိုပါတယ်။ကိုစားနေရတွေကဘာတွေလဲ။အရာတာရောဘလို့ရှိလဲ။အယောင်စင်းတွေကဘာတွေလဲ။ စားတဲ့အခါမှာလဲကျင်ညက်အောင်ဝါပေးတာပြီးတော့ဒီလိုစားနိုင်အောင်ချက်ပြုတ်စီစဉ်ပေးတဲ့သူရောင်းဝယ်ပေးတဲ့သူစိုက်ပျိုးထုတ်လုပ်သူတွေကိုလည်းကျေးဇူးတင်စိတ်ပီတိစိတ်လေးနဲ့စားပေးတာမျိုးကိုတတိထားပြီးလုပ်ပေးရမယ်စိတ်အလေးချင်းတစ်ခုလို့ဆိုရပါမယ်ဒီလိုတတိလေးနဲ့စားပေးရင်ကိုယ့်အတွက်ဘလို့အကျိုးကျေးဇူးတွေရမလဲဆိုတာပြောပြမှာမို့ဆက်ပြီးနားထောင်ပေးနော်လေး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 မိနစ်မန်လေး FM လေးမိနစ်တတိနဲ့အစားစားခြင်းကြောင့်ဝေကြစီပါတယ် mindful eating နဲ့ဝေးကြတာဘလို့သက်ဆိုင်နေလဲဆိုတော့ပုံမှန်ကိုစားနေကြကိုတတိကပ်ပြီးတမြုံမြုံဝါးစားနေရတဲ့အတွက်နည်းနည်းစားပြီးဗိုက်ပြည့်ရဲ့ခံစားမှုလေးရလာပါတယ်။ညသောအဖြစ်အစာစစားပြီးမိနစ်20လောက်နေရင်အုံနောက်ကဗိုက်ပြည့်ပြီဆိုပြီးအချက်ပြရတယ်လို့သိရပါတယ်။ဒီအချိန်မှာကိုယ်စိတ်ကိုထိမိရက်လိုက်ရင်ဆက်မစားဖြစ်တော့ပါဘူး။ဒါကရေရှည်ဆိုရင်အလိုလိုနေရင်အစားလျှော့စရာမလိုပဲလျှော့ပြီးသွားဖြစ်သွားပါတယ်။ဝေးလဲထိမိသားဖြစ်သွားပါတယ်။ စီးကျူသွေးကျူယောဂါရှိသူတွေအတွက်လည်းအစာအသောက်ကိုစင်စင်ချင်ချင်စားမိစေပါတယ်။စီးကျူသွေးကျူယောဂါရှိသူတွေအနေနဲ့အစာစားတဲ့အခါပကံထဲမှာကိုစားမဲ့ပမာဏကိုတခါတည်းထည့်ထားပြီးရင်စားတာကလွဲပြီးဘာမှမလုပ်ဘဲတတိလေးကပ်ပြီးစားဖို့ပဲလုပ်တာမျိုးပါ။ကိုစားနေရကဘာရီအရတာကဘလို့ဆိုတာသိလာတော့ကိုစားတာငန်နေလားခြုံနေလားစသဖြင့်ကောင်းကောင်းသိလာတယ်အစာကိုတေချာဝါနေရတော့ခဏလေးနဲ့ပိုက်ပြေသွားတယ် ကြကြဝိုင်းရတဲ့အတွက်လည်းအစာလဲကြေပြီးနေလို့ထိုင်လို့ကောင်းလာတာက mindful eating ရဲ့အကျိုးကျေးဇူးတစ်ခုပါပဲ၄မိနစ်သားမန္တလေးဖမ်မာနောက်ထပ်ကောင်းကျိုးတွေရှိနေပါသေးတယ်သတိလေးနဲ့အစာစားခြင်းကြောင့် emotion hunger ကို ထိန်းချုပ်တက်လာတယ်တဲ့ emotion hunger ဆိုတာစိတ်ပီစီးမှုကြောင့်ဘိုက်မစားပဲအစာတွေအများကြီးစားတာကို ပြောတာပါ စားတဲ့ပုံစံကလည်းအေးအေးဆေးဆေးစားတာထက်တခုခုကိုအငဲမရလောဘတကြီးစားတာမျိုးဖြစ်ပါတယ် ဒီလိုစားတော့ပုံကရေရှည်မှာစမ်းမရေးထိခိုက်စေပါတယ်။ဒါကြောင့်အရင်ဆုံးတစ်ခုခုကိုစားကျင်နေပြီဆိုရင်ဗိုက်စာရလားစိတ်စာရလားအရင်သုံးသက်ခိုင်းတာမျိုးပေါ့။ဗိုက်စာလို့စားရဲဆိုရင်လည်းသတိနဲ့စားပေးတာစိတ်ကြောင့်စားရဆိုရင်တော့တခြားနည်းလမ်းတွေသုံးပြီးဖြည့်ရှင်းကြည့်ရပါမယ်။ဥပမာရေတဝါးကြီးတောက်လိုက်တာမျိုးပေါ့။ Mindful eating ကြောင့်အစာရင်နဲ့ဦးလန်းချောင်းကိုစမ်းမစေပါတယ်။ ။တတိနဲ့အစာကိုတေချာဝါစားနေတဲ့အတွက်အစာချေဖို့အစာအိမ်နဲ့ဥလန်းချောင်းကဝင်မပြီးတော့ပါဘူး။ဒါကြောင့်အစာမကြည်တာဝမ်းချုပ်တာတတ်တာစေပြီးဘိုက်အင်နာရှင်ကောင်းအောင်နာတွေလည်းမဖြစ်ဘူး။စားပြီးလို့အိတ်ငိတ်တာမျိုးလည်းမဖြစ်ဘဲပေါ့ပေါ့ပါပါလှုပ်ရှားသွားလာစေနိုင်ပါတယ်။ Mindful eating ဆိုတဲ့အစာစားရင်တတိလေးထားပြီးစားခြင်းကြောင့်ရတဲ့အကျိုးကျေးဇူးတွေကကိုယ့်ရဲ့နေ့စဉ်ကျန်းမာရေးကိုအထောက်အကူပြုနေတာမို့လိုက်ပါလို့ဆောင်ကြည့်ဖို့၄မိနစ်အစီအစဉ်ကနေတိုက်တွန်းပြောချင်ပါတယ်။ 4 minutes. Manly FM 4 minutes. ဟုတ်ကဲ့ပါအခုပြောပြခဲ့တာကတော့ Hello ဆရာဝန် website မှာ mindful eating နဲ့ပတ်သက်ပြီးရေးသားထားတဲ့ကျန်းမာရေးဆောင်မများတွေကထုတ်နှုတ်တင်ဆက်ပေးခဲ့တာပါ။အားလုံးပဲစိတ်ချမ်းသာကိုကျန်းမာလို့ပျော်ရွှင်ရတဲ့နေ့လေးဖြစ်ပါစေရှင်။လေး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  minute Manly FM ရဲ့လေး minute ပျော်ရွှင်တဲ့လူသားတွေစိတ်နဲ့ခန္ဓာကျန်းမာနေဖို့အပြင် အလုံးသားလေးပါ ကျန်းမာနေဖို့ Manly FM ရဲ့လေး minute မတလေး FM ရဲ့၄မိနစ်စာအစီအစဉ်ကိုတော့အပတ်စဉ်မနက်ခင်းတိုင်းရဲ့၈နာရီအချိန်မှာနှာစင်ရမှာပါ